မင်္ဂလာပါဗျကျွန်တော်တို့ new future youtube channel ကနေကြိုးစားပါတယ်ဒီနေ့ကျွန်တော် reaction နဲ့စာလေးတစ်ကြောင်းတစ်ကြောင်းတော့ပြောချင်လို့ပါဒီ reaction မှာတစ်ချက်နားထောင်ကြည့်ပါဗျာเนาะနောက်ဆုံးသတင်းမှုဆက်ပြီးတင်ပြပေးခြင်းပါတယ်နောက်ဆုံးသတင်းကတော့ဗျာဒီတက်မတော်ကဒီငလင်ပေးကြောင်းငလင်ပေးကြောင်းပေါ့ဗျာကျွန်တော်တို့အပြည့်ရတက်မတော်ကတော့ဒီကဘာတိကဘာတိထုတ်ပြန်လိုက်တယ်ပေါ့ထုတ်ပြန်လိုက်တယ် ဲ့ဒီထုတ်ပြန်မှုနီးတူထုတ်ပြန်မှုနောက်ပိုင်းမှာဒီစစ်တူကြောအုပ်စုလည်းသူတို့လည်းအပြစ်ရတယ်ပေါ့ပြဆာသိပြန်သူတို့ကလည်းကာရိုမီကြိုက်ထုတ်ကြဟိုဟာဆကဆကအပြစ်ရတယ်ဆိုတော့ရဲစွဲကို तू ကပြောတာကဆကဆကအပြစ်ရက်ပြီးမှကျွန်တော်တို့ဘက်က PDF သို့မဟုတ် EAO ကိုဖွဲသည်အပြစ်ရက်တယ်ဆိုပြီးပြောတယ်အမှန်တကယ်ကအပြစ်အခက်ရက်ဆဲတဲ့အရာကိုကျွန်တော်တို့အဝေးရောက်အစိုးရအမျိုးသားညီညွတ်ရေးအစိုးရ UNG အစိုးရကနေ30ရက်3လ 2025ကနေစပြီးတော့နှစ်ပတ်အပြည့်အခက်ရက်မယ်ဆိုပြီးကြေညာလိုက်တာအဲ့ဒီအရာကတော့ဒါသူပြောသလိုပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်မှာရှိတဲ့ငလင်ဘေးဒဏ်ခံရတို့ကျွန်တော်အင်ဂျီအစိုးရကနေအပြည့်အခက်ရက်တာနောက်နှစ်တိတရက်နေ့တရက်ချပြီးနောက်နှစ်တရက်နေ့ကျတော့ညီနောင်၃ဘော်ဖြစ်တဲ့အဖွဲ့ကအဖွဲ့၃ဘော်ရနေအပြည့်အခက်ကိုဘတာကိုမြန်မာပြည်သူပြည်သားတွေဒီလိုဒုက္ခရောက်နေတဲ့အတွက်လူသားချင်းစာနာတယ်လို့ဆိုတဲ့စိတ် အဲ့လိုပုံစံမျိုးနဲ့ကိုပကကနေကိုပြန်ပြီးတော့တလအပြေးရက်လိုက်တယ်။အဲ့ဒီလိုပြောပြီးမှဧပြီလ၂ရက်နေ့ကျမှစကစကနေအပြစ်အရက်အပြစ်ခတ်ရက်စဲတယ်ဆိုတော့တပတ်ဆိုပြီးတော့ည20အထိဆိုပြီးတော့ကျင်ညာလိုက်တာ။ဒါပေမဲ့လည်းခင်ဗျားတို့တီးတဲ့အတိုင်းပဲစကစကတော့အပြစ်ရက်တယ်ဆိုပြီးအဲ့ဒီနေ့မှာပဲနောင်ချိုမှာသွားပြီးတော့ဘုံကြရရရှိတယ်။ကျွန်တော်တစ်ချက်လောက်ဆက်ပြီးတော့နားထောင်ကြည့်အောင်ပါ။ကျွန်တော်တို့ဒုတူးတယောက်မှပညာအရေးချင်းအကုန်ရှိတယ် အတိညာဉ်တရားတွေအကုန်ရှိတယ်အဲ့ဒီရှိတဲ့အထဲမှာမှကျွန်တော်လောကမှာအမားနဲ့အမှန်ဆိုကျွန်တော်မြတ်စွာဘုရားရှင်တော်မှာမာနဲ့ဆိုရှိသေးတာပဲသူ့ကိုကြိုက်တယ်လို့ရှိတယ်ကျွန်တော်မြတ်စွာဘုရားရှင်ရဲ့ပုံစံကိုကြိုက်တာရှိတယ်ဒီလိုမျိုးကြိုက်နေတဲ့အချိန်ခါမျိုးမိမိတိတဲ့အတိဉာဏ်ပညာတွေအမှန်တရားတွေကိုဘာကြောင့်လူတွေဟာဟိုဘက်ဒီဘက်ဖြစ်နေကြတာလဲအမှန်တရားဘက်ကိုမနေကြတာလဲဆိုတော့သူပြောတဲ့စကားတွေမှာ အများကြီးထွက်လာတယ်ဗျဘလို့လဲဆိုတော့လိန်ပြောတယ်ပေါ့ဗျာဘာကြောင့်ဒီလိုမျိုးလိန်ပြောတယ်လဲဆိုတော့ဆက်ကဆက်အာနာရှင်စနစ်သဆိုးရှေဖို့အတွက်သူတို့ကလော်ဘီနဲ့လိုက်လုပ်တာပေါ့ဒါပေမဲ့ဒီသတင်းတွေကိုမြန်မာနိုင်ငံသူနိုင်ငံသားတွေပြည်သူတွေနားထောင်တဲ့အခါကျတော့တကယ်ကြီးလားဆိုပြီးတော့ထင်သွားမယ်ဘာကြောင့်တကယ်ကြီးလားဆိုပြီးထင်သွားမလဲဆိုတော့ခင်ဗျားတို့ကြိုးလို့သိတဲ့အချိန်မှာမြန်မာနိုင်ငံတွင်းမှာစစ်တပ်ထဲမှာရှိတဲ့စစ်သားတပ်သမီးတွေဆွေမျိုးတိုင်းဝိုင်းတွေနောက်ဆုံးအဆင့် ဘုံမူဘိုလ်ချုပ်တို့အားလုံးကနေပြည်တော်ရဲ့ဝင်းတင်ထဲမှာနေရရှိတယ်စစ်သားသားသမီးတွေဒီစစ်တပ်ဝင်းထဲမှာပဲနေရတဲ့အတွက်မျက်စိပိတ်နားပိတ်နဲ့မြောက်ဒီရုံမြင့်တန်ကြားနဲ့မြမအတံပဲကြည့်နေရတဲ့အတွက်ဒီလိုစစ်တပ်ကိုနောက်ကနေ supporting လုပ်ပေးတဲ့ lobby media တွေကြတော့နားထောင်ခိုင်းတာပေါ့ဒါကြောင့်မလို့ပါဒါကြောင့်မလို့ကျွန်တော်ဒီကိုကျော်စိုးပြောတဲ့အရာကိုရည်ရှင်ထုတ်တာပါဆက်နားထောင်ကြည့်မယ်နော်ဒါလည်းပေါ့အဲ့တော့တကယ်အပြည့်ရမှုကိုတကယ်ကိုကျွန်တော်ဒီလက်နက်ကင်အဖွဲ့တွေကတကယ်ကိုသူတို့တွေကျင့်သုံးခဲ့ရလား တကယ်ကိုလိုက်နာကြရည်လားဒါတော့ကျွန်တော်မေးကြပါအဲ့တော့ဒီကာလမှာကျွန်တော်ဒီအပိုင်းမှာကျွန်တော်အချက်လက်ချုပ်တွေရှိပါလေတော်ကြီး KNU အဖွဲ့တွေကကျွန်တော်တို့ယထာယထာလမ်းပိုင်းမှာကျွန်တော်မိုင်းခွဲတာတွေမိုင်းခွဲတာတွေလုပ်တယ်ပြီးရင်ကျွန်တော်တို့တစ်ဖက်မှာလည်းဒါစစ်သွေးကြွအေကဒီတက်စကန်တွေဝင်တိုက်တာတွေဝင်တိုက်တာတွေလုပ်ပါလေတော့တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီးအင်းတော်ပြီးရင်ကျွန်တော်ကိုလိုချင်တဲ့နိုင်ငံတိုင်းကမှာ ကိုလိုချင်တဲ့စနစ်တစ်ခုကိုကျင့်သုံးဖို့ဆိုရင်တစ်ဖက်မှာဖြစ်နေတဲ့အဖွဲစည်းကိုအပြစ်ပြောရတာထုံးစံလေးဗျကျွန်တော်တို့ဆိုလေပြောမှာပဲကျွန်တော်ကိုလိုချင်တဲ့အရာတစ်ခုကိုအမှန်ပဲထင်ပြီးတော့တစ်ဖက်မှာဖြစ်နေတဲ့အရာကိုအမှားဆိုပြီးပြောတာကထုံးစံပဲဒါပေမဲ့မြန်မာနိုင်ငံအတွင်းမှာကျင့်သုံးနေတဲ့စနစ်ကအာနာရှင်စနစ်ဆိုးဟာဘလောက်ထိအားကောင်းတယ်လဲဆိုတဲ့အရာကိုဒီမှာပြောသွားတဲ့စကားတွေနဲ့ကျွန်တော်တို့အဖြေရရှင်းရှင်းလင်းလင်းလေး ိတာတယ်ဘလို့တိတာတယ်လဲဆိုတာကတော့အဖြစ်အများကြီးလိုက်တွင်းနေတယ်မလို့ပြမှားနေတဲ့အရာကိုအမှန်လို့ပြောဖို့အတွက်သူတို့လူနဲစုတစ်ခုစာအတွက်ကိုပဲသူတို့ရှေ့တန်းတင်ထားတယ်လူနဲစုတစ်ခုစာအတွက်ပဲရှေ့တန်းတင်တယ်ဆိုတဲ့အရာမှာအများကြီးရှိတယ်အဲ့လိုမျိုးဖြစ်နေသလိုပဲလက်ရှိအချိန်အထိလည်းစက္ကစဟာစနစ်စိုးတည်မြဲဖို့အတွက်အမျိုးစုံလုပ်နေတယ်ကျွန်တော်ဖတ်ပြရမှာနော်ဘကိုးတိုင်းအုပ်ဖို့မှာလူငယ်တွေကိုပေါ်တာဆွဲပြီးတော့ ပါဝင်တဲ့ယာအိမ်မူးပြူကောင်းတောင်ကိုဖိုးဖြူသွားပြစ်ခတ်ခံရပြီးတော့ပြေဆုံးသွားတယ်ဒါဟာအာနာရှင်စနစ်ဆိုးကိုထောက်ခံတဲ့လူဆိုပြီးတော့တော့ပြော့လိုက်ရင်မှန်တယ်ဘာကြောင့်မင်းမဟုတ်တဲ့ဘက်မှာရက်တီလို့ဒီလိုမျိုးအသက်ခံရလဲဆိုတာလေပြောလို့ရတယ်ကျွန်တော်တို့ဒီလိုအချိန်ကာမျိုးမှာခစ်စစ်ဘေးတွေစစ်တွေဖြစ်နေတဲ့အတွက်ခစ်ဆိုးခစ်ပြက်ကြီးတဲမှာ အခွင့်အရေးလိုချင်တဲ့လူတွေချမ်းသာချင်တဲ့လူတွေဟာဒုနဲ့ဒီပါပဲဒီလိုဒုနဲ့ဒီဖြစ်နေတဲ့အဲမှာမှ88မှာလို့မဟုတ်တဲ့27မှာအာနာရှင်စနစ်ကိုတွန်းလှန်တဲ့အခါမှာကျွန်တော်တို့မှာကလက်နက်စွဲကင်ပြီးတော်လန်မှရမယ်ဆိုတဲ့အဖြစ်တစ်ခုပဲထွက်တဲ့အတွက်ဒီကြားထဲမှာဥမာပြောမှဆိုနေဗျာဘောမာတာပေါ့ဖားတာပေါ့88တုံးမှလည်းပြီးတော့လည်းပြီးသွားတာပါပဲအာနာရှင်စနစ်ပဲဆက်ပြီးအုပ်ဆိုးတာပဲဆိုပြီးတော့ ပြည်သူတွေလက်ခံထားတယ်27မှာကြတော့ဒီလိုမရတော့ဘူးဘာကြောင့်လဲဆိုတော့အရင်88မှာတိကျတဲ့လူကြီးတွေကပြီးတော့လဲပြီးသွားတာပါပဲ27မှာရှိတဲ့လူငယ်တွေကြတော့ဒီစနစ်စိုးစားစက်တီမြဲနေမယ်ဆိုရင်ငါတို့ကြီးလူငယ်လူရွယ်တွေရဲ့ဘဝဟာငါတို့တက်ထပ်ပြီးတော့ငယ်တဲ့ကလေးငယ်တွေရဲ့ဘဝဟာဘလို့မှအစဉ်ပြေလာနိုင်စရာအကြောင်းမရှိတဲ့အတွက်လက်နဲ့ဆွဲကြိုင်ပြီးတောလန်လို့ဒီလိုပြဿနာတွေကဖြစ်လာတာအဲ့တော့ ဘလူကအာနာတိန်လို့ဘလူကဘာဖြစ်လို့ဆိုပြီးတော့ကျွန်တော်ညင်းပွားနေရမဲ့အစားယခုလိုအချိန်ခါမျိုးမှာသူပြောသလိုပေါ့စစ်ပွဲဖြစ်ရင်တော့တဖက်တစ်ဖက်ကတော့ပြစ်ခတ်မှာပဲဒီလိုပြစ်ခတ်တဲ့နေရာမှာတော့မှန်ကန်တဲ့ဘက်ကိုလည်းရက်တီဖို့လိုတယ်ဆိုတာကိုဒီမှာအခုဘကိုးတိုင်းအုပ်ဖို့များရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲတယ်ယာအိမ်မှုကိုဖို့ပြီးအသက်ခံရတဲ့ပတ်သက်ပြီးတော့တိမ်ငန်းစာယူလို့ရတယ်အဲ့လိုပဲဒီဆက်ကဆက်ကဘလောက်ထိအပြစ်ခတ်ရက်တယ်ဆိုပြီးသူတို့ကပြောတယ်အခုဆက်ပြီးလုပ်နေတာဒ မနေ့က၈ရက်နေ့ကအင်ကပူအီယော်ရီတိုင်းအင်ကပူလေးမျက်နှာမှာအတလွတ်စစ်ထိုးစစ်ကြောင်းထိုးခြင်းလည်းမရှိဘဲနဲ့လေချောင်းကြီးအတလွတ်တိုက်ခိုက်တယ်လေချောင်းနေနဲ့ဘုံတွေကျဲတယ်ဒီလိုဘုံတွေကျဲတာကိုစက္ကစားဘက်မှာရှိတဲ့ပြန်ကြားရေးဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ KNU တွေ EAO အဖွဲ့အစည်းတွေ PDF တွေကရန်ဆားလို့ပေါ့ဗျာရန်ဆားလို့ကျွန်တော်တို့က၆လမ်းနဲ့နေနဲ့ဘုံကျဲတယ်ဆိုတဲ့ပုံစံမျိုးသူတို့ကပြန်တုံ့ပြန်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့ ဒီနေရာမျိုးမှာကျွန်တော်တို့တခုတော့တီးလို့ရတယ်ဗျနိုင်ငံတိုင်းငံကိုအစိုးရတရက်ကအုပ်ချုပ်နေတယ်ဆိုရင်ဒီအရာမှာသူတို့ဘုံကျဲတယ်ဆိုတော့တဘုံထလို့ပေါ့ဘာကြောင့်တဘုံထတာလဲဘာကြောင့်ဒီလိုဘုံကျဲတဲ့ခါမှာအပြစ်မဲ့ပြည်သူတွေတည်နေရတာလဲဒီလိုမြန်မာနိုင်ငံအတွင်းမှာငလျင်ကဆိုးကြီးကြားရောက်နေတဲ့အချိန်မှာတောင်မှအာနာရှင်လူစုဟာသူတို့စနစ်ဆိုးတည်မြဲဖို့အတွက်တိုက်ညစ်ပြည်သူဆိုတဲ့အရာပေါ်မှာထောက်ထားညှတာမှုမရှိတဲ့အရာကို ခင်ဗျားတို့အများကြီးအခုတွေ့နေရလိမ့်တွေ့လဲတွေ့နေရပြီကြုံလဲကြုံနေရပြီအဲ့ဒီအပြင်ထပ်ပြီးတော့စိုးတာကရန်ကုန်တိုင်းလှိုင်သာယာမြို့တဲ့ FMI City မှာရှိတဲ့အုတ်ချိုရည်မှုကဒါကတော့အဲကြေးရတဲ့ဒီနေတဲ့နေရာပေါ့နော် FMI City ဆိုတာတော့အဲ့ဒီမှာရှိတဲ့ပြည်ပကိုရောက်ရှိနေတဲ့ចောင်းသားចောင်းသားចောင်းသူတွေစစ်မှုမထမ်းရင်တယောက်ကို3.50ပေးရမယ်ဆိုပြီးတော့လိုက်လံပြီးတော့កောက်ခံနေတယ်လိုက်လံပြီးកောက်ခံနေတယ်အဲ့တော့ ဒီလိုမျိုးကောက်ခံနေတဲ့အရာမှလည်းအာအာနာရှင်လူတစုကအုပ်ချုပ်တဲ့အောက်မှာနေနေတဲ့သူတို့ရဲ့လက်ဝေခံလူဒန်းစားကလည်းဒီလိုမျိုးအဆင့်ဆင့်ပြည်သူအပေါ်မှာရုံမာနေတယ်ဆိုတာကိုအများကြီးကျွန်တော်တို့တွေ့နေရတယ်ဒါတော့အချိန်ကာလအပိုင်းခြားအပြင်တော့တော်တော်လေးတော့ကြာခဲ့ပြီဒီလိုမျိုးကပ်ဘေးစိုက်နေတယ်ဆိုတဲ့အချိန်ခါမျိုးတော့ထပ်ပြီးတော့ရုံမာနေတဲ့အရာကိုကြည့်မယ်ဆိုရင်ဒီအာနာရှင်စနစ်ဆိုးဟာကျုပ်တို့ဒီအချိန်မှာအကောင်းဆုံး တိုက်ထုတ်ရမယ့်အချိန်မျိုးမှာမတိုက်ထုတ်နိုင်ဘူးဆိုရင်ကျွန်တော်တားစင်မြေသက်2 90တောက်ကြာသွားလိမ့်မယ်ဆိုတဲ့စကားထက်ပိုပြီးစိုးတဲ့အနေအထားမျိုးတွေရောက်တယ်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူအစိုးရဘက်ပြည်သူဘက်မှာလည်းအားရစရာတွေအများကြီးရှိတယ်။မန္တလေးတိုင်းမြင်းကြံအမှတ်78ရပ်ကွက်မှာရှိတဲ့စစ်တပ်အထိုင်ကိတ်ကိုမြင်းကြံဘလက်တိုက်ကန် MPD တပ်ဖွဲ့ကောင်းဆောင်ဘူမိုက်ခဲနဲ့အဖွဲ့ကတိုက်ခိုက်တာစစ်ခွေး14កောင်တည်တယ်လို့သိရတယ်။ ောက်တစ်ခုချင်းပြည်နယ်တင်းတိမ်ခလာရ269တက်ရင်ကစစ်မှုတန်းအစ်စ်တင်နဲ့အဟောင်းတွေနှစ်ဦးကလက်နက်ခဲယမ်းတွေနဲ့ဝင်လာတာရှိတယ်။နောက်ထပ်ပြည်သူရဲ့မှန်ကန်တဲ့အရာကိုတိလို့ထပ်ပြီးတော့အလင်းဝင်လာတဲ့လူတွေရှိတယ်။မကွေတိုင်းရေစကြိုခလာရ259တက်ရင်ကတက်ချက်တူကလက်နက်ခဲယမ်းနဲ့အတူစောက်တန်း YSO PDF ကိုဝင်လာတယ်။နောက်တစ်ခုချင်းပြည်နယ်ဟာခါမှာရှိတဲ့ရဲတအူးကလည်းစစ်မှုတန်းတပ်သား2ဦးနဲ့အတူ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ဝင်လာတယ်။လင်းနစ်ကျော်ကာလကြာပြီးဖြစ်တဲ့အတွက်မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့အနေအထားတွေကိုကြည့်ရင်တတ်သေးမှာပဲရှိရှိရှေ့ဆုံးမှာပဲရှိရှိဒီသတင်းမှာဝင်ရောက်နားထောင်တဲ့ညီကိုမောင်နှမတွေပဲရှိရှိကိုယ့်ရဲ့ဆွေမျိုးတိုင်းပိုင်းတွေတတ်သေးမှာရှိနေတယ်ဆိုရင်ကျွန်တော်တို့ပြက်ပြက်သားသားနဲ့ပြည်သူဘက်ကိုယက်တီပေးကြပါလို့မြစ်တရက်ခံတယ်ဒီလိုပြည်သူဘက်ကိုပြက်ပြက်သားသားယက်တီလိုက်ပြီးဆိုတာနဲ့ခမရတို့အစိမ့်ပဲဖြစ်နေပါစီအနီးပဲဖြစ်နေပါစီ ပြည်သူတူတယောက်မှရရှိတဲ့လူအခွင့်အရေးဆိုတဲ့အရာကိုအပြည့်အစုံရပြီးခမရတို့တို့တို့မျှော်လင့်တောင်းတနေတဲ့ခင်မိဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တစ်တရက်စီကိုတကယ်ခြိမ်းလှမ်းလို့ရမှာမြန်မာနိုင်ငံဟာအခုလိုအချိန်ကမျိုးမှာဟိုးအရင်တုန်းကကျွန်တော်တို့ငုံကြည့်ခဲ့တဲ့အီသီယိုးပီးယားဆိုတဲ့အနေထားတဲ့တောင်ဆုတ်ပြတ်တတ်ပြီးအငတ်ဘေးစိုက်တဲ့ဘဝမျိုးတွေပါရောက်ရှိလာပြီဒီအရာတွေကိုအမှန်တရားကိုသိပါတယ် တကယ်ဒီစနစ်ဆိုးဟာမကောင်းပါဘူးဆိုပြီးတိတဲ့လူတွေကလည်းတက်သေးရနေတက်ကြတွေပဲဖြစ်ဖြစ်ရဲတွေပဲဖြစ်ဖြစ်စီလီယံဝင်လာတဲ့လူတွေအများကြီးရှိသလိုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားတပ်သားတွေကမြေပြင်မှာစစ်မြေပြင်ရောက်နေလို့မတည်ဘူးဆိုရင်ဒီ YouTube ဖိုင်လေးကိုဝင်နားထောင်တဲ့စကားစပါမှာရှိတဲ့တက်မတော်သားရဲ့မိခင်ဖခင်ပဲဖြစ်ဖြစ်ဆွေမျိုးအတိုင်းဝိုင်းနေရတစင်စကားတစင်နာကြားပြီးတော့ ပြည်သူရင်ဝင်ကိုအမြန်ခိုလုံကြပါဆိုပြီးတော့တိုက်တွန်းစီခြင်းတယ်88ဒေါ်လာရေးမဟုတ်တဲ့27ဒေါ်လာရေးမှာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့လူငယ်တွေဥဆောင်တဲ့အဖွဲ့တွေအီယာကိုလက်နက်ကင်အဖွဲ့အစည်းတွေကဒီဒီစနစ်စိုးကိုစနစ်တကျကိုအမြေချိုးဖို့လုပ်နေပြီဒီချိန်ဒီကာလအထိပူပေါင်းပါဝင်တိုက်ပွဲဝင်နေတဲ့အီယာကိုလက်နက်ကင်အဖွဲ့အစည်းနဲ့ PDF ညီငယ်ညီမငယ်ဘယ်အဖွဲ့အစည်းပစို့ အာနာရှင်စနစ်ကိုသာတွန်းလှန်နေမှာဆိုရင်ကျေးဇူးအများကြီးတင်ပါတယ်ဒီချက်ဒီချက်ပို့ပြီးတော့လဲကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့တက်နိုင်တဲ့ဘက်ကပူပေါင်းပါဝင်ကူညီကြဖို့မျှတရက်ခံနေပြတခြားနိုင်ငံခေါင်းဆောင်တွေပြောတာကစကားတခုလေးရှိသေးတယ်တိုင်းပြည်မှာရှိတဲ့ပြည်သူပြည်သားတွေစင်းရဲတာဟာနိုင်ငံအုပ်ချုပ်မင်းလုပ်တဲ့လူမကောင်းလို့တဲ့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့စစ်ကောင်းဆောင်နဲ့စစ်ကောင်းဆောင်ရဲ့လိုချက် နာမည်ကြီးပါတယ်ဆိုတော့အလှော်အသီးသီးမှရှိတဲ့ဖုံကြီးဖုံကြီးကနေအစဟိုးအောက်ဆုံးစိတ်အယဉ်မှုအထိသူတို့ပြောတဲ့အရာကမြန်မာနိုင်ငံသူနိုင်ငံသားတွေစင်ရဲချွတ်တဲ့တာအတိတ်ကံကြောင့်အဲ့ဒီအတိတ်ကံကြောင့်ဆိုတဲ့အရာကိုအဓိကတွင်းတင်းကြဲကြဲပြောတာကတော့ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ထေကြီးဝါကြီးစက္ကဆရဲ့အလိုလိုကြောင့်ဖုံကြီးတွေကအများဆုံးပြောတယ်တော်လိုင်းရေးကာလာအတွင်းထဲမှာ ်ပြည်သူချွေးနေစာသည်အာနာရှင်စနစ်ကိုတွန်းလှန်တဲ့နေရာတွန်းလှန်တဲ့လက်နက်ကင်အဖွဲ့စည်းတချို့ငွေရောက်သွားမှဆိုလို့အတိတ်ကံမကောင်းဘူးဆိုပြီးတော့လီဇယ်လှည့်ပြားပြီးတော့အလှတန်းတွေလုတ်ခိုင်းတယ်ဒါဆိုရင်ကျွန်တော်တို့ခမားတို့တိတဲ့တကိုးကြီးပါတယ်ဆိုတော့ရန်ကုန်တိုင်းဗဟန်းမြို့နယ်မှာရှိတဲ့ရွှေတကုံဖျားမှာရှိတဲ့ရှူတွေကိုဘသူတွေခွာလဲဒါအဖြေရရှင်းရှင်းလေးပဲလက်အုပ်ချီထိုင်ရှခိုးပြီးတော့ ဆူတောင်းပြည့်ပါတယ်ဆိုတော့ဖရားတိုင်းမှာရှိတဲ့ငွေကြေးတွေကိုဘသူတွေကယူတာလဲအဖြေကရှင်းရှင်းလေးပဲစက္ကစဆိုတော့အာနာရှင်လူတစုကစနစ်ဆိုးတည်မြဲဖို့ပြည်သူစီကနေခွာလို့မရရတဲ့နည်းနဲ့ခွာတဲ့အပြင်မှာမှဖျားမှာရှိတဲ့ရွှေတင်ကန်းတော်ရွှေတော်မှခွာယူပြီးတော့သူတို့အသုံးပြုတယ်ဆိုရင်ကျွန်တော်တို့ဘက်ကလည်း မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူပြည်သားတွေအနေနဲ့တက်နိုင်တဲ့ဘက်ကကိုပြည်သူတွေအပြည့်အဝရရှိမဲ့ဒီမိုကရေစီစနစ်ကိုရှောက်လန်းနေတဲ့ဝိုင်းဝန်းကူညီနေတဲ့ ERO နဲ့လက်နက်ကင်အဖွဲ့အစည်း PDF တွေကိုတက်နိုင်တဲ့ဘက်ကပူပေါင်းပါဝင်ကူညီပေးကြပါလို့ပြောကြရင်လည်းကျွန်တော်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကောင်းသောနေ့ပါစိတ်မချမ်းသာမှုတွေကြုံတွေ့နေရတဲ့မြန်မာပြည်ရဲ့အနေအထားကနေလွတ်မြောက်အောင်တက်နိုင်တဲ့ဘက်က ူညီကြပါလို့ကျွန်တော်ဒီနေ့ကနေစွတ်တောင်းပဒနာပြုပါရပြန်ဟုတ်ကဲ့အားလုံးကောင်းသောနေ့ပါ